အားလုံးပဲမင်္ဂလာပါ Union News Channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့ကတော့ဇန်နဝါရီလ17ရက်နေ့ဖြစ်ပါတယ်ကျွန်တော်တို့အခုတင်ဆက်ပေးသွားမယ့် video file လေးကတော့အကြမ်းဖက်သမားတွေပောက်ခွဲဖျက်ဆီးထားတဲ့မဟာတအားလိုင်းတွေကိုပြန်လည်ပြင်ဆင်နေတဲ့နိုင်ငံဝန်ထမ်းတာကောင်းတွေရဲ့ဂျိုးပန်းဆောင်ရွက်နေမှုတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အစီအစဉ်လေးမစခင်မှာကျွန်တော်တို့ Union News Channel ကို like and subscribe လေးလုပ်ပေးခဲ့ပါဦးခင်ဗျာ အစီအစဉ်လေးကနေပြန်လေးကြိုဆိုပါရစေ။ကျွန်တော်တို့အခုမြင်တွေ့နေရတာကတော့2021ခုနှစ်နောက်ပိုင်းလက်နက်ကင်တော်လန်၍ပြည်ဦးတော်လန်၏ခေါင်းစဉ်နဲ့နိုင်ငံရဲ့အရင်းမြစ်တွေဖြစ်တဲ့မဟာတအားလိုင်းတာဝါတိုင်းတွေနဲ့မဟာတအားလိုင်းတွေရဲ့နေရာတွေကိုအကြမ်းဖက်သမားတွေပေါက်ကွဲဖျက်ဆီးနေတဲ့ဗီဒီယိုဖိုင်ကိုမြင်တွေ့နေရတာဖြစ်ပါတယ်။အခုလိုအကြမ်းဖက်သမားတွေပေါက်ကွဲဖျက်ဆီးနေကြတာကြောင့်တာဝါတိုင်းနဲ့မဟာတအားလိုင်းတွေအများအပြားကိုထိခိုက်ပျက်စီးဆုံးရှုံးမှုတွေနိုင်ငံတော်မှာကြုံတွေ့နေရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာ31ရက်နေ့အထိဆိုလို့ရှိရင်လျှက်ဆက်တအားတိုင်းနေရာ30ကျော်နဲ့တာဝါတိုင်း190ကျော်ကိုအကြမ်းဖက်သမားတွေကနေရာအသီးသီးအဖွဲအသီးသီးကနေပောက်ကွဲဖျက်ဆီးမှုတွေပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။အခုလိုပောက်ကွဲဖျက်ဆီးမှုတွေကြောင့်မြန်မာနိုင်ငံမှာလျှက်ဆက်တအားမလုံလောက်မှုတွေပြတ်တောက်မှုတွေနဲ့လေပန်းနိုင်တဲ့ဆက်ယုံတွေကနေလျှက်ဆက်တအားပိုလွတ်နိုင်ရင်မရှိတာတွေဂျုံတွေ့နေရတာဖြစ်ပါတယ်။ဒါပေမဲ့တစ်ဖက်မှာတော့ နိုင်ငံတာဝန်ကိုခြေပုံစွာထမ်းဆောင်နေတဲ့သက်စွန့်ဆန်ပြသွားရောက်တာဝန်ထမ်းဆောင်နေတဲ့တာဝန်တိုင်းတွေကိုပြန်လည်စူးစမ်းပြင်ဆင်နေတဲ့ပြည်စစ်လုပ်သားတွေရဲ့ခက်ခဲကြံတမ်းမှုတွေကိုဘလောက်ထိခက်ခက်ခက်ခဲနဲ့လျှက်စင်မိရအောင်စူးစမ်းနေရတယ်ဆိုတဲ့အကြောင်းအရာလေးကိုဒီဗီဒီယိုဖိုင်လေးနဲ့အတူကျွန်တော်တို့မျှဝေခန်းစားလိုက်ရအောင်လားခင်ဗျာကိုရုမဲဖြည်းဖြည်းချင်းစင်းနော်ဗီဒီယိုလှအောင်လို့ ok lâu không hẹn ý là làm là làm cái tia rồi chỉ trả lại rồi lâu này trả lại rồi đi chào kìa ် EVC EVC ဆိုတော့အဲ EVC ရတာပဲဒီလိုပြန်လုံးနေရတာမြင်ပြီလားကြည်ထားကြည်ထားဘယ်လိုလုံးပေးနေရလဲဆိုတော့ကျွန်တော်မုံနေရ EVC လို့ပဲလုံးပေးနေရတာကဲပြာပြည်သူလူထုတွေပြည်သူလူထုချမ်းမြောက်ဒီလေးဒီလင်းဖို့တော့ တက်ဆူဆန်ပြတိုက်ပွဲကြားထဲမှာကျိုးပြက်ကြလို့လာပြီးဆက်နေရတဲ့